အခုပြောချင်တာပါလဲဆိုလို့ရှိရင်မိษွေတို့နှစ်ပေါင်းများစွာလာပေါင်းများစွာလက်ပွင့်အောင်လာပြေးနေမှာလောက်ရမယ်နေလင်ပန်းလိုတယ်လင်ပန်းเนาะအဲ့တော့လင်ပန်းလေးတစ်ချက်လိုတယ်အဲ့လင်ပန်းထဲမှာလိမ်မော်သီးထည့်မယ်ကြိုက်သလောက်ထည့်လေရောเนาะလိမ်မော်သီးကြိုက်သလောက်ထည့်လာပြေးနေမှာလိမ်မော်သီးလှူမယ်

လှူမယ်လိန်ပေါ်သီးတွေလှူမယ်နော်လှူပြီးတော့ဆူတောင်းမယ်အဲ့တော့ဘာနေသမီးပေါ်နာမည်ဘသူပေါ်ဘာနေသားသမီးနာမည်ဘသူဒီရှင်ကနေစတင်ပြီးတော့ဇာပြည့်နေ့မှာလှူပါတော့အကျိုးအကြောင်းလက်လာပါဖွင့်ပါစေပေါ့နော်အဲ့တော့ဒါကတော့အမေရိကန်မှာနေတဲ့ဒေါ်ချယ်ရီအောင်ကကျွန်တော်ကိုဆရာတဲ့ကျမကိုလက်ပွင့်အောင်လုပ်ပေးပါတဲ့အဲ့တော့လာပြည့်နေ့မှာလက်ပွင့်အောင်လုပ်ပေးပါဆိုတော့ကျွန်တော်ဟုတ်ပြီလုပ်ပေးမယ် အဲ့တော့ဒီလိမ္မော်သီးတကီလို1000ကျွဲဒီလေမန်းလေးက6000အဲ့တော့2000နဲ့1000 2000နဲ့1000ရင်းလိုက်တာလက်ပွင့်ပြီဗျာအဲ့တော့ဂျော်ချယ်ရီအောင်ကအမေရိကန်မှာနေတာသူအဲ့ဒီမှာလည်းလုံးလို့ရတယ်ဘာဖြစ်စားကျွန်တော်ဟိုညာတကူတက အကူညီတောင်းလဲတော့မသိဘူးအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဆရာပဲလုပ်ပေးပါဆရာတဲ့ ဆိုတော့အဲ့ဒါနဲ့ကျွန်တော်ကလည်းကျွန်တော်အတွက်နောက်ထပ်လိမ်မလေးတစ်ချက်ဝယ်လာတယ်အဲ့တော့လိမ်မော်ဒီကျွန်တော်ကလိမ်မန်းတစ်ချက်ဒေါ်ချယ်ရီအောင်တို့ကလိမ်မန်းတစ်ချက်အမေရိကန်မှာနေတော့ဗျာဒါလူစရာမလိုပါဘူးငကူတွေကသူကအမေရိကန်မှာနေတော့လက်ပွင့်ပြီးသားပဲเนาะဒါပေမဲ့ပို့ပြီးပွင့်အောင်ပေါ့အဲ့တော့ तू လက်ပွင့်မှ तू ပတ်စံရမှ तू ကံကောင်းမှမြန်မာပြည်မှာရှိခဲ့တဲ့ ွေမျိုးသားချင်းညီကိုမောင်နှမကိုကဲတင်နိုင်မှာပေါ့လှူဒါန်းနိုင်မှာပေါ့ထောက်ပံ့နိုင်မှာပေါ့အမေအဖေအဖိုးအွားကျမ်းမာရင်မကောင်းရင်သူစောင့်ရှောက်နိုင်မှာပေါ့အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဘယ်နိုင်ငံမှာပဲနေနေအမေရိကန်မကလို့ပဲလက်ကပါမှာပဲနေနေလက်ပွင့်ဖို့လိုတာပေါ့ကံကောင်းဖို့လိုတာပေါ့အဲ့ဒီအတွက်လှူဒါန်းရခြင်းဖြစ်ပါတယ်ကဲအဲ့တော့မိတ်ဆွေတို့လည်းဒါလေးကိုမနက်ခင်းကလာပြင်းနေမှာလှူပြအောင်လှူလိုက်ပါ အဲ့တော့လိမ်မော်သီးလေးစားပြီးဆူတောင်းလေရတယ်။လာပြေအဲ့တော့လာပြေဆိုတာကဆွဲဆောင်မှုရှိတယ်။တန်လိုက်တဲ့ညှို့တဲ့အကောင်းတဲ့နေ့ပင်လေပြင်းရေမျက်နှာပြင်းမြင့်မောက်လာတဲ့အချိန်ခါပဲဖြစ်တယ်။အဲ့တော့လက်ပွင့်ဖို့ဆိုလို့ရှင်တော့လိမ်မော်၄၅เนาะပုံတစ်ခုအစားကြာလာပြီးအဆုံးလိမ်မော်လင်ပန်းပုံတစ်ခုအစားကြာလာပြီးအဆုံးလာပြေပုံတစ်ခုအစားကြာလာပြီးအဆုံး ဲ့တော့အများရှိရအနည်းလား तू ကကျွန်တော်တို့ကလက်ပွင့်ကြတာတခုเนาะဒီမှာ तू ကလက်ပွင့်ဖို့ဘာတွေလားပြည့်ဆိုတဲ့ဥစ္စာတခုရင်းတယ်နောက်ပြီးတော့လင်ပန်းဆိုတာတခုရင်းတယ်လိမ်မော်ဆိုတာတခုရင်းရင်းတယ်အဲ့ဒီ၃ခုเนาะအဲ့ဒီ၃ခုကိုရင်းလိုက်တာ ਨੇ ဒီလက်ပွင့်ဆိုတဲ့ဥစ္စာမနေနိုင်ဘူးသူစီရောက်လာတယ်เนาะအဲအဲ့ဒီအတွက်ကြောင့်ဒါဒါကအများဒီလက်ပွင့်ဖို့ဆိုလို့ရှိရင်အဲ့ဒီဥစ္စာရောက်လာတယ်အဲ့ဒါကြောင့် ေးတင်မှာတက်စင်တက်ရိုက်လုတ်တဲ့အခါမှာအများရှိရအနေလာဆိုတဲ့နီးလေးပါပဲအဲ့တော့ဒါတသက်လုံးမမိအောင်လို့အတိအတိုင်းတွေပြောပြခြင်းဖြစ်ပါတယ်ကဲအားလုံးအဆင်ပြေကြပါစေလက်လာပါပွင့်မပွင့်လန်းပါစေကျွန်တော်ကတော့ကျွန်တော်ရဲ့သားစဉ်မြည်ဆက်နော်သားစဉ်မြည်ဆက်မျိုးရိုးအဆင်ဆက်လက်ပွင့်ပါစေဆိုပြီးတော့ကျွန်တော်ကပြောပြီးလှူမှာပေါ့အဲ့တော့ Dolce Cherry အောင်လဲ Dolce Cherry အောင်ရဲ့ တားစဉ်ညီးဆက်တသက်တာလုံးเนาะကဘာတီသေးသေးတားစဉ်ညီးဆက်လက်ပွင့်ပါစေကြီးပွားချမ်းသာပါစေအဲအဲ့ဒါလို့ပြောမှာပေါ့ဩလူတွေများเนาะလူတာကသူ့ရင်းတာကတပေါင်းနဲ့အဲ2000နဲ့1000 2000တောင်ရင်းပြီးတော့ကဘာတီသေးွေတို့တားစီမြည်ဆက်တို့တော်တော်တရားကြဖို့ကောင်းတယ်နော် ကဲဘလို့ပဲဖြစ်ဖြစ်တရားကြတာတွေမကြတယ်မလို့နဲ့လူ့အမှာကိုတာဝန်စူတောင်းအမှာကိုတာဝန်ပေးတာမပေးတာကံမျက်နှာသာမပေးတာပေးတာသူ့အလုပ်လက်ကလှုပ်စရာရှိတာလှုပ်ရစရာရှိတာရလိမ့်မယ်ဟုတ်ပြီနော်ဒါပါပဲဗျာ